ားလုံးမင်္ဂလာပါသော all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖက်ပြပြီမှာတော့ဇာယိဆရာ မနာပတာယီအရှင်ဝိစိတ်တရေးသားထားတဲ့ရွှေစကားနှင့်ရွှေတရားဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်။အပိုင်း၃ဒုက္ခဆိုတာ ုတ်ပြဖို့မှမဟုတ်တာကိုအစင်မပြေတာကိုခံစားရတာကိုဒုက္ခဆိုတာလူသိရှင်ကြရင်ဖွင့်ပြရမယ့်အရာမျိုးမဟုတ်ဘူးအထူးသဖြင့်အင်တာနက်စာမျက်နှာပေါ်မှာရင်ဖွင့်ပြတာမျိုးပေါ့ကိုဒုက္ခကို သူများသိသွားတော့လေဒုက္ခကရုပ်ရော့သွားမှာမှမဟုတ်တာလူသိရှင်ကြခံစားပြပြီမယ်စာနာတနာတဲ့သူကနင်းနေစိတ်ပြီးဝမ်းသာနေမဲ့သူကပုံများတတ်တယ်လူဆိုတာသူများအရေးထက် ကိုယ့်အရေးကို ဥစားပြတာကများတယ်။တစ်ခါတခါကိုခံစားချက်ကကိုအားနေချက်ဖြစ်သွားတတ်တယ်။ခံစားချက်ကို နားလဲပြနိုင်တဲ့သူက ကိုကိုအားပေးတတ်ပေမဲ့ခံစားချက်ကို အပြစ်မြင်နေတဲ့သူကတော့ဖြစ်စရာလည်းနဲ့တစ်ခုအဖြစ်အသုံးချသွားတတ်တယ်။သူများဆိုတာကိုထင်တယ်လို့ကိုအဖူကိုဖေးမကူမဲ့သူကြီးတော့မဟုတ်ကြပေဘူးပေါ့။တကယ်တော့ဘဝမှာ ကိုဒုက္ခကိုလျှော့ ကိုတော်ကကိုပြီမှပြည်တာပါလူသိရှင်ကြရင်ဖွင့်မဲ့အစာကိုတရားနဲ့ကိုနေကိုအချိန်ဒီကိုစင်ကျင်ပြီးအကြောင်းကြောင့်အကျိုးဖြစ်လာတဲ့သဘောမှာအဆိုးတွေထမရအောင်တတိပြုစင်ကျင်ဖို့ပဲ မဟုတ်လားကိုကောင်းမီးလောင်နေရင်အဲ့ဒီမီးကို ကိုကိုယ်တိုင်အရင်ညှိရမှာပဲမငိမ့်ပဲလောင်နေတဲ့ခေါင်းကို သူများလိုက်ပြနေတော့အပူကပေတက်တာမှလဲပေါ့ဒါကြောင့်ကိုအထုပ်ကိုတိတ်မဖြစ်နဲ့ ဘသူမှဖြည့်စီရပေးမှာမဟုတ်ဘူးသူဒုက္ခနဲ့သူရှုပ်နေကြတာပဲသူများဆိုတာတနာပြေအောင်လောက်ပဲကိုအရှုပ်ကိုရှင်ကိုဒုက္ခကိုတိတရားနဲ့ညှိရာအကောင်ဆုံးလူတဘောကကိုကို မတူမတန်ဆက်ဆန့်ခံရတဲ့အခါသူကြတော့ကောင်းကောင်းမွန်မွန်ဆက်ဆန့်နေငါကြတော့အရေးတည်ယူမလုပ်ဘူးဆိုပြီးစိတ်ထဲမှာမကြေမနက်ဖြစ်တတ်တယ်ဖြစ်မနေပါနဲ့သူ့လိုကိုမဖြစ်သေးလို့ပဲ သဘောထားပြီးကိုကိုကိုပဲ ပြင်နိုင်အောင်ကြိုးစားရမယ်။ခုံရှိမှ လူမြင်တယ်ဆိုတဲ့လောကတဘာဝအတိုင်းယာတူပါဝါရှိတဲ့သူဥစ္စာတဏရှိတဲ့သူတွေဟာတာမန်သူတွေထက်တော့ထူးထူးခြားခြား၊ကွဲကွဲပြားပြားဆက်ဆံခံရတာတွေတော့ရှိမှာပေါ့။ဒါဟာလေသူတို့ရဲ့အတိတ်ကံပစ္စုပန်ကံအကြောင်းတရားတွေကြောင့်ပဲလေ။သူနဲ့ကိုနဲ့ကံအကျိုးပေးမတူတဲ့အပေါ်မှာသူကြတော့တစ်မျိုးငါကြတော့တစ်မျိုးဆိုပြီး လိုက်ခံစားနေလို့တော့ပဲဖြစ်မလဲပေါ့ခံစားနေရင်ခံစားရတဲ့သူပဲပြင်ပန်းမှာပေါ့လူတော့လူပဲကံမတူတဲ့သူတွေဖြစ်နေတဲ့အတွက်ကြောင့်ကွဲပြားမှုခွဲခြားမှုကတော့ရှိနေမှာပဲလေကံကိုမရှင်နဲ့ကံကိုပြင်ပါကံရှင်ရင်မှန်ဝင်တတ်တယ်သူကံကိုလိုက်ရှင်ရင်ကိုယ်မှန်တွေပါလိုက်ဝင်နေတတ်တယ်မှန်ဝင်ရင်တော့ကံပြင်ဖို့လဲခက်ပေမဲ့ပေါ့မတူညီတဲ့အကျိုးပေးတွေကြမှာ အဆိုးလေးတွေလွယ်မထားနဲ့ကိုလိုသေးလို့ပဲလို့သဘောထားကိုစိတ်ထားကောင်းအောင်ပဲကြိုးစားလိုက်ပါဂဲနဲ့အပြစ်ခံရတဲ့ရေပြင်ဟာလောက်ခံမှုတော့ရှိတာပေါ့အပြစ်ခံရတဲ့အတွက်ရေပြင်ကတော့အစိတ်စိတ်အမွားမွား क्वे ပြသွားမှာမဟုတ်ဘူးတသားတည်းဖြစ်နေမှာပါပဲပြစ်တဲ့ကဲပဲရေထဲမှာနစ်မြုပ်သွားမှာမဟုတ်လားဒီလိုပါပဲအတိုက်အခိုက်ခံရတဲ့ဘဝဟာလည်း လောက်ကမ်းမှုတော့ရှိမှာပေါ့ဒါပေမဲ့အထူထောင်းခံရတဲ့ကြောက်ခဲလို့တစားစီ လွင့်ဆင်သွားတာမျိုးမဖြစ်စေဖို့ပါပဲရေလိုမကွဲမပြတ်တစ်ဆက်တည်းရှိနေနိုင်အောင်သာကြိုးစားရမှာပါလူဘဝဆိုတာအခိုက်အတန့်အထူထောင်းကတော့နေရာတိုင်းမှာရှိနေကြမှာပဲလူမှလည်းရှိတယ်ယဟန်တန်ကမှလည်းရှိတယ်တိရိစ္ဆာန်မှလည်းရှိတယ်အလုံးစုံပြည့်စုံတော်မူတဲ့ဖယားရှင်အောင်မှရှိနေတာပဲလေ ဒါအစမ်းကြီးမှမဟုတ်တာအရေးကြီးဆုံးက အတိထန်တွေကို ခံနိုင်ရှိဖို့ပဲကြောက်လို့မမထန်ထန်ခံနိုင်မလားရေလို့အလိုက်တင့်ပျော့ပျော့ပြောင်းပြောင်းခံနိုင်အောင်ကြိုးစားမလားဆိုတာအခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးကြော်လွှားနိုင်ဖို့ပဲတေချာတာကတော့မာလွန်းတဲ့ကြောက်ဟာဆက်ဆက်ထိမခင်ဖြစ်တဲ့အတွက်အတွက်ရေလို့အလိုက်တင့်လေးနဲ့ခံနိုင် ရှိအောင်ကြိုးစားရေထဲကျလာတဲ့ကဲဟာ ူဟာသူနင်းမြုပ်သွားမှာကတော့အသေးချာမှာပဲခွဲရမှာကြောက်ရင်အစကတည်းကမတွဲတာကောင်းတယ်တွဲတယ်ဆိုတာခွဲခြင်းရဲ့အကြောင်းပဲဘသူတွေဘလောက်ပဲအတွဲကောင်းကြပါစေအမြဲပြောင်းနေတဲ့လောကကြီးမှာအချိန်တန်တော့လေမြဲတဲ့သူနဲ့ခွဲကြရတာပဲမဟုတ်လားအရှင်ခွဲနဲ့အသေးခွဲပဲกว่าတယ်ဆိုတော့ကတွဲမရလို့ခွဲကြတဲ့အခါအခွဲကောင်းဖို့ပဲကြိုးစားရမယ်အမုန်းနဲ့မခွဲပဲ ပြုံးနဲ့ခွဲနိုင်အောင်အချစ်နဲ့မခွဲပဲအနှစ်နဲ့ခွဲနိုင်အောင်မတရားနဲ့မခွဲပဲတရားနဲ့ခွဲနိုင်အောင်အကုတုနဲ့မခွဲပဲကုတုနဲ့ခွဲနိုင်အောင်လေ့ကျင့်ရမယ်။အချိန်တိုင်းရင်ခွဲရမယ်ဆိုတဲ့အသည့်ကိုဆင်ခြင်ပြီးတွဲနေတဲ့အချိန်မှာ အလွဲတွေမများဖို့အတွဲလွန်ပြီးအဆွဲရောဂါမဖြစ်ဖို့အတွဲများတဲ့အလွဲအမှားကြောင့်ငရေသွားတဲ့အထိမရောက်ဖို့တတိပြုကြရမယ်။ အကောင်ဆုံးကတော့အတွဲနဲ့အခွဲကိုတတိပြုပြီးမမြဲကြလို့ခွဲကြတဲ့အခါအလွဲတွေနဲ့မခွဲကြပဲအချိန်ပြန်လို့ကွဲကြကြတာလို့သဘောထားစိတ်အားကောင်းတာစူးစားကြဖို့ပါပဲဘဝမှာနေတဲ့ထိုင်တတ်ဖို့လေတိတ်အေးကြီးတယ်မနေတဲ့ရင်အတိမမြတ်ဘူးဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓအလိုကြဘဝနေနည်းနဲ့နေနိုင်ရင်အကောင်ဆုံးပဲဘုရားရှင်ကိုယ်တိုင်က အဝါနေနီး၃မျိုးကိုလမ်းညွှန်ပေးထားတယ်။၁။အပြည့်ကင်းအောင်နေရမယ်။၂။အကျိုးရှိအောင်နေရမယ်။၃။စိတ်ချမ်းသာအောင်နေရမယ်တဲ့။အပြည့်ကင်းအောင် နေဖို့ဆိုရင် အကုသိုလ်ကိုရှောင်ရမယ်တဲ့။အကုသိုလ်ရဲ့သဘောကအပြည့်နဲ့တကွဖြစ်ခြင်းမကောင်းတဲ့အကျိုးကိုပေးခြင်းလက္ခဏာရှိတာဖြစ်တဲ့အတွက်အကုသိုလ်တွေလုံးမိနေရင်အပြစ်တွေရှိနေမှာဖြစ်ပြီးအကုသိုလ်ကင်းခြင်းရင်အရင်ဆုံး အကုသိုလ်မဖြစ်အောင်နေတတ်ဖို့ပဲအကျိုးရှိအောင်နေဖို့ဆိုရင် ကုသိုလ်ရအောင်နေရမယ်တဲ့ပစ္စည်းဥစ္စာတွေဘယ်လောက်ရှိရှိကုသိုလ်မရှိရင်ဘဝအတွက်အကျိုးမရှိဘူးကုသိုလ်မရတဲ့ဘဝရာဓုဂုံပကတနာတွေဆိုတာကလည်းဘယ်လောက်ပဲမြင့်မြင့်ဘဝကမတင်ဘူးစီးပွားရှာရင်ကုသိုလ်ရှာနိုင်မှဘဝဟာပို့ပြီးအကျိုးတာတယ်စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ကိလေသာမဖြစ်အောင်နေရမယ်တဲ့ ကိလေသာဆိုတာစိတ်ကိုညှဉ်းညူးစေတဲ့ညှဉ်းနွမ်းစေတဲ့တဲ့သဘောရှိတယ်။လောဘရှိတဲ့စိတ်ဟာညစ်တဲ့စိတ်၊ဒေါသရှိတဲ့စိတ်ဟာညစ်တဲ့စိတ်၊မောဟမာနစတာတွေရှိနေတဲ့စိတ်ဟာညစ်နေတဲ့စိတ်။မတန့်ရှင်းတဲ့စိတ်ပဲစိတ်မညစ်ချင်ရင်ကိလေသာအဖြစ်မခံပါနဲ့။ကိလေသာမဖြစ်ဖို့ဆိုရင်တတိရှိရမယ်။တတိရှိနေတဲ့စိတ်ဟာအငြိအကျေကင်းပြီးတန့်ရှင်းနေတဲ့စိတ်ပဲ။ စိတ်တန့်ပြီးမညစ်တော့ဘူးဆိုရင်ဘမပဲနေနေစိတ်ချမ်းသာတဲ့ဘဝနေနေပဲပေါ့ဘဝမှာကိုယ်ပါလို့လို့ကိုယ်ကို မုံနေတဲ့သူတွေရှိတတ်တယ်။မုံနေတဲ့သူကို ပြုံးမပြနိုင်တော့မှပြန်မမုံမိအောင်ကြိုးစားရမယ်။သူမုံလို့ကိုမုံမိရင်သူတော့မသိဘူး။ကိုကိုတိုင်းကတော့အမုံထန်ကြောင့်ပူလောင်နေမှာတော့အသေးချပဲ။ဘဝမှာကိုပါဖြစ်ဖြစ်မနာလို့ဖြစ်နေတဲ့သူတွေရှိတတ်တယ်။ မနာလိုဖြစ်နေတဲ့သူကို မုဒိတာမပွားနိုင်တော့မှ သူ့လိုစိတ်မျိုး ကိုမဖြစ်အောင်ကြိုးစားရမယ်။သူမနာလိုလို့ကိုပါမနာလိုဖြစ်မိရင်အိတ်တန်တရားစိတ်မှထားတော့အိတ်ဆရာများတော့ရှားနေမှာပဲပေါ့။ဘဝမှာကိုကောင်းတလောက်ပြန်မကောင်းတဲ့သူတွေရှိတတ်တယ်။မကောင်းတဲ့သူကို မပောင်းနိုင်တော့မှ သူမကောင်းတယ်လို့ကိုမကောင်းမလုံးမရအောင်ကြိုးစားရမယ်။သူမကောင်းတာသူ့အကြောင်းကိုကောင်းဖို့ကကိုအကြောင်း တစ်ချိန်တည်းရင်မမှန်တဲ့သူက သွားမှာပဲလေသူ့အဆိုးကကိုယ့်အဆိုးမဖြစ်စေဖို့ပဲ မဟုတ်လားဘသူဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ဘသူဘာပြောပြောမခံစားနဲ့ဘသူဘလို့ဆက်ဆန်ဆက်ဆန်အမျက်ကြံမနေနဲ့လက်မခံဘူးကကိုယ့်အချောင်းကောင်းတာမကောင်းတာ သူကိစ္စလူကိစ္စဆိုတာအနစ်စာပဲဘာမှမမြင်ဘူးဆိုတာလေအသေးချပါပဲလေဘသူကိုမှလည်းစိတ်တွေစိုးမနေပါနဲ့တော့ ဘာမှလည်းမကြင်မနဲ့တွေဖြစ်မနေပါနဲ့တော့။ဘာကြောင့်မှလည်းအခဲမကြေတာတွေတေးထားမနေပါနဲ့တော့။ကိုကောင်းတဲ့လောက်မကောင်းဘူးဆိုပြီးတော့လေစေတနာတွေမတန်ဘူးဆိုတာတွေဖြစ်မနေပါနဲ့တော့။ဖြစ်ပြီးမှတော့ဘာတက်နိုင်မှာလဲပေါ့။ကိုကိုကိုပဲတက်တအောင်နေရမှာပဲလေ။မကြင်မနဲ့ဖြစ်နေအခဲမကြေဖြစ်နေတာတော့လေပြန်ပြင်လို့ရတော့တာမှမဟုတ်တာ။ကိုကသာခံစားနေတာသူကတိတော်တိမှာမဟုတ်ဘူးလေ။ဖြစ်တဲ့သူခံစားတဲ့သူက အရှင်ဆုံးပူလောင်နေတာပဲမဟုတ်လားသိပြီးတော့အများကြီးတွေးမနေပါနဲ့အကြောင်းရှိလို့ဖြစ်တယ်လို့ပဲဖြေကြရမှာပဲအကြောင်းမရှိရင်ဒါတွေပဲဖြစ်လာမလဲပေါ့အကြောင်းချုပ်သွားရင်ပြီးသွားမှာပဲလေအချိန်အခိုက်အတန့်လေးတစ်ခုပါပဲဒီချိန်လေးမှာ ပြဿနာကိုရင်မဆိုင်ပဲခံစားနေရင်ကိုယ်လည်းပူတယ်ပြဿနာလည်းပြေမှာမဟုတ်ဘူးလေဒါကြောင့်ကိစ္စတိုင်းမှာအကြောင်းတရားဆိုတာရှိနေတတ်တာဖြစ်လို့ အဆောင်များသွားတဲ့အပေါ်မှာမကောင်းထားနိုင်မယ့်အစားကိုကိုကိုပဲတတိပြုစင်ခြင်းသူကြောင့်ငါကြောင့်ဆိုတာထက်အကြောင်းကြောင့်အကျိုးဖြစ်တာလို့လက်ခံဆက်ဆက်ထိမခံတဲ့စိတ်မျိုးမဖြစ်အောင်ပဲတတိတရားနဲ့ထိန်ကြရမှာပဲပေါ့အပြစ်ရှာရင်အပြစ်တွေ့မယ်အချစ်ရှာရင်အချစ်တွေ့မယ်အသစ်ရှာရင်အသစ်တွေ့မယ်အနှစ်ရှာရင်အနှစ်တွေ့မယ်ကိုပါစားမလဲဆိုတာ ကိုပဲရွေးချယ်ရမှာပါ။မော်ရီဘိုက်တွေဖုံနေတဲ့ရေပြင်အောက်မှာရေကြီးရေအေးလေးတွေရှိနေတတ်တယ်လို့ပြစ်ချက်လေးတွေရှိနေပေမဲ့လူတွေမှာလည်းကောင်းကွက်လေးတွေရှိနေတတ်တာပါပဲ။ကောင်းတာလေးတွေကိုပေးဖယ်ပြီးမကောင်းတာတွေကိုပဲလိုက်ကြည့်နေလို့ကတော့အညီအဟောက်ကို လိုက်ရှာပြီးအုံနေတတ်တဲ့ရှင်ကောင်းလိုပဲဖြစ်နေမှာပေါ့။အပြစ်တင်ဖို့အပြစ်မြင်နေရင်အပြစ်ဖြစ်နေရတယ်လေကိုပဲဖြစ်နေမှာပဲလေ။ အပြစ်ပြင်မှအပြစ်မတင်မှာမဟုတ်လားအပြစ်ပြင်နေဆိုတာအပြင်ပြေးရမှာပါအပြစ်တွေတွေ့ရင်ရင်ထဲမှာတိတ်မထားပဲအပြင်ကို ထုတ်ပြေးရမှာပါသူများအပြစ်တွေကိုလိုက်ခံစားပြီးကိုယ်စိတ်မှာလေးလံ့နေတာအပြစ်ဖြစ်နေရတယ်မဖြစ်အောင်ရင်ထဲမှာတိတ်မထားပဲထုတ်ပြေးရမှာပါအဓိကကတော့ကိုယ်အမြင်နဲ့ကိုယ်အတွေ့ကအဓိကပါပဲအမြင်မှန်ရင်အတွေ့မှန်မယ်အတွေ့မှန်မှလည်းအမြင်မှန်မယ် ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်နှလုံးသွင်းမှန်တဲ့သူဟာအပြစ်အဖြစ်သက်တာနေမှာပါအပြစ်တင်ဖို့အပြစ်ရှာနေတဲ့သူအတွက်ကတော့အပြစ်တွေပဲဖြစ်နေမှာပဲပေါ့ဒါကြောင့်အပြစ်ရှာဖို့ထက်အနစ်ပါအောင်ကြိုးစားရမယ်အသစ်ရှာဖို့ထက်အပြစ်မပါအောင်တတိပြုရမယ်အချစ်ရှာဖို့ထက်မနစ်နာအောင်နေထိုင်ရမယ်ကိုကိုကိုတိတ်အထင်မကြီးနဲ့ ကိုရှာထားတဲ့ဥစ္စာတန်တရားမှမပါဘူးကိုရထားတဲ့ယာထုတန်တရားမှမထူးဘူးကိုတက်ထားတဲ့ပညာတန်တရားမှဗလာပဲကုသိုလ်ရှိမှတန်တရားအထိပါမှကုသိုလ်ပါမှတန်တရားမှမနာမှလောကသားတွေရဲ့လောကအရှိတရားတွေဆိုတာဒီဘဝအတွက်ပဲဒါတော့အမြဲမဟုတ်ဘူးတည်တင်ကပဲအချိန်မရွေးပျောက်ပြတ်သွားနိုင်တယ်လောကပညာရဲ့လည်းတဘဝပဲ ဓာတုပါဝါလည်းတခဏပဲစီးစိမ်ဥစ္စာလည်းအချိန်အခိုက်တန်ပဲဒါတွေတအားရှိနေလို့လည်းသိပြီးမောက်မှန်စရာမရှိဘူးခဏအရှိအဖို့ဓမ္မအတိချော်ရင်ဘဝအတိမပျော်နိုင်ဘူးတချို့ကတတင်ကအရှိတရားတွေအပေါ်မှာအတိတရားတွေချော်ပြီးငွေရှိတဲ့သူကလည်းငွေကြောင့်မောက်မှန်တယ်ယာရုအာနာရှိတဲ့သူကလည်းယာဒုအာနာကြောင့်မောက်မှန်တယ်ဂုံရှိတဲ့သူကလည်း ခုံကြောင်မောက်ပါတယ်လောကအရှိတရားဆိုတာဘလောက်ပဲရှိရှိဒီဘဝအတွက်ပဲအတုံးတည်တာဒါတော့အချိန်မီွေးပျက်စီးတာပဲရှိတတ်တော့ဒီဘဝမှာတော့မတည်ချောင်းအဓိကကကုသိုလ်ရှိရမှာကုသိုလ်ပါရမှာဒီဘဝအရှိတရားကိုအတုံးချပြီးတန်တရားကုသိုလ်အဖြစ်ထောက်ယူသွားရမှာလောကပညာကယူသွားလို့မရဘူးပညာဌာနကုသိုလ်ကပဲယူသွားလို့ရတယ်လောကယာတု ဌာနန္တရတွေကယူသွားလို့မရဘူး။ရတုရှိခိုင်အများအကျိုးဆောင်ရွက်နိုင်ခြင်းကပဲယူသွားလို့ရတယ်။ပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာတွေကယူသွားလို့မရဘူး။စီးစိမ်ဥစ္စာကိုရင်ပြီးဒါနအလုပ်အနည်းထုတ်ခြင်းကပဲယူသွားလို့ရတယ်။ဒါကြောင့်ဘလောက်ပဲရှိရှိဘလောက်ပဲမြင့်မြင့်ဘလောက်ပဲကြော့ကြော့ကုသိုလ်အဖို့မပါရင်အလုံးကတခဏဒီဘဝအတွက်မျှတာဖြစ်တယ်ဆိုတာမမေ့ပါနဲ့ ပညာရှာရင်ကုထုရှာပါဥစ္စာရှာရင် ကုထုရှာပါဘဝမှာအစင်မပြေတာတွေကြုံတဲ့အခါတိုင်းကုထုကောင်းမှုကို ပို့ပြီးပြုလုပ်ပါအစင်မပြေလို့ပြင်ရင်သွားမင်းလေကုထုလောက်ခိုင်းတာပဲမဟုတ်လားသူတို့ပြောကရတရားခြေတာပေါ့ပဲဆရာမှ အကုထုလောက်ခိုင်းပြီးရတရားမခြေခိုင်းကုထုပဲလောက်ခိုင်းတာဒီလိုဆိုတော့သူအာကိုရာတဲ့ကိုအာကိုကိုပြီးကုထုတရား စ조사ပွားရုံပေါ့အဆင်မပြေရင်လည်းကုသိုလ်လုပ်အဆင်ပြေရင်လည်းကုသိုလ်လုပ်အတားအခိုက်ကြုံရင်လည်းကုသိုလ်လုပ်အနောက်ဆက်ရှင်ရင်လည်းကုသိုလ်လုပ်ပို့ပြီးအဆင်မပြေရင်ပို့ပြီးကုသိုလ်လုပ်လုံနေရင်လည်းကိုပို့ဆိုးလာနေရင်လည်းစိတ်တမ်းမကြနဲ့လုံးချင်မှုအပြည့်ဇွဲကြီးကြီးနဲ့သာဆက်လုပ်တိကြဘောက်ကိုကုသိုလ်ကအခုကိုစောင့်ရှောက်ပါလိမ့်မယ်။ယုံကြည်မှုနဲ့ဇွေရှိမှုတို့ကတော့မလျော့စေနဲ့။ဘဝမှာ ကုသိုလ်တွေအားကြီးလာရင်အကုသိုလ်တွေအဆိုးတွေအားနေသွားမှာပဲတောက်ရေခွက်လောက်ရှိတဲ့ရေတွေကိုစတစုပ်လောက်ပြစ်ထည့်ရင်အဲ့ဒီရေခွက်ငန်တူးသွားမှာပေါ့ရေပြည့်ရှိနေတဲ့ရေကန်ကြီးတွေကိုစတစုပ်လောက်ပြစ်ထည့်ကြည့်ပါလားရေရတာဘာမှပြောင်းမှာမဟုတ်ဘူးလေရေကများနေတာကိုဒီလိုပဲကုသိုလ်တွေအားကြီးနေရင်အကုသိုလ်ဟာအတိမွှားလေးပဲဖြစ်သွားမှာပေါ့ဒါကြောင့်ကုသိုလ်ကောင်းမှုကိုရှော့မတွက်ပါနဲ့ တခါအစင်မပြေတိုင်းကုသိုလ်တစ်ခုတိုးလောက်ပါပို့ပြီးအစင်မပြေရင်ပို့ပြီးလောက်ပါကုသိုလ်အားကြီးလာရင်အားလုံးကအစင်ပြေသွားမှအမှန်ပါပဲခြားတလောက်မလောက်တာမဟုတ်ဘူးကို့လောဘနဲ့ကို မပြည့်ဖြစ်နေတာဘသူနဲ့မှမတည့်တာမဟုတ်ဘူးကို့ဒေါသနဲ့ကို ရှင်ဖြစ်နေတာအယောင်ယောင်အမှားမှဖြစ်နေတာမဟုတ်ဘူးကို့မောဟနဲ့ကို အမှန်ပြောင်းနေတာ အောက်ခြေလွတ်သွားတာမဟုတ်ဘူးကို့မာနနဲ့ကိုမန်တက်နေတာ ဝမ်းသာမပေးနိုင်တာမဟုတ်ဘူးကိုယ်အိတ်တာနဲ့ကိုယ်မနာလို့ဖြစ်နေတာအရင်ဆက်တော့ဘလို့အဆင်မပြေဘူးဘလို့ခံစားရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာဟာဘသူဘသူကြောင့်မှမဟုတ်ဘူးကိုယ်ကိလေသာတွေကကိုယ်ကိုအပူရစေတာပဲလောဘလျှော့ရင်အလိုပြည့်မယ်ဒေါသလျှော့ရင်အများနဲ့တက်မယ်မောဟလျှော့ရင်အမားနဲ့မယ်မာနလျှော့ရင်အောက်ချိန်မယ်လို့တော်ဘူးမနာလိုစိတ်လျှော့ရင်ဝမ်းသာမယ် ဒါတဘာဝပဲလက်တွေ့လျှော့ရင်လက်တွေ့ပေါ့မှာပဲပေါ့ကိုတိတ်ခါကိုယုံရင်ဘသူမှကြောက်เสียမှာမလို့ကိုအရင်ချင်းကိုယုံရင်ဘသူကမှမနာလိုဖြစ်เสียမှာမလို့ကိုလက်ပြကိုတန့်ရင်ဘသူကမှ ရှင်းပြနေเสียမှာမလို့ကိုစေတနာကိုမှန်နေရင်ဘသူကမှဟန်လို့เสียမှာမလို့ကိုအကြောင်းကိုသိနေရင်ဘသူကမှကြွားပြเสียမှာမလို့သီလမလုံတဲ့သူကလူတိုင်းကိုကြောက်နေရတယ် အေးချင်းမရှိတဲ့သူကကိုထက်တန်ရင်မနာလို့ဖြစ်တတ်တယ်။စေတနာမမှန်တဲ့သူကစေတနာနဲ့မတန်ဘူးလို့ဆိုတတ်ကြတယ်။ကို့အကြောင်းကိုကောင်းကောင်းမသိတော့သူများတည်အောင်ကြွားတတ်ကြတယ်။အရင်စစ်တော့ကို့အကြောင်းကိုသိဖို့ပဲ။ကိုကိုကိုစင်ချင်နိုင်ဖို့ပဲ။ကိုကိုကိုစောင့်ရှောက်နိုင်ရင်ဘသူဘသူအပေါ်မှမနာလို့ဖြစ်เสียမရှိတယ်လို့ကြောက်နေဖို့လည်းမလိုဘူး။ဟန်လို့ဖို့လည်းမရှိတယ်လို့မှန်တတ်ဖို့လည်းမလိုဘူး။ ကြွားနေဖို့မလိုတယ်လို့ဖားနေဖို့လည်းမလိုဘူးကိုကောင်းအောင်နေဖို့ပဲလိုတယ်အရာမရောက်သေးလို့အရေးမပေးတာပါအရာရောက်လာရင်အရေးပေးမဲ့သူတွေကအစင်တင့်ပါပဲအရေးပေးခံရဖို့တဲ့အရာရောက်အောင်အရေးစူးစမ်းရမယ်ကိုကအချိန်တွေတခု အတိုင်းအတာတခုရောက်နေပြီဆိုရင်ကိုမမျော်လင့်နဲ့အရေးပေးချင်နေတဲ့သူတွေကလောကမှာအများကြီးပါပဲသူများနဲ့ရှင်တဲ့အခါဖယ်ထားခံရတဲ့ ခြံထားခံရတယ်လစ်လူ ရှုခံထားရတယ်ဆိုရင် သူတို့ကိုအပြစ်မပြင်းနဲ့ကိုယ့်ဘက်ကလုံနေသေးလို့ကိုယ်ကအရာမရောက်သေးလို့အရေးမပြေးတာပဲဆိုတာကိုတတိပြုစင်ချင်ရမယ်။လောကတဘာဝကုံရှိလာရင်ယာတုပါဝါရှိလာရင်ငွေရှိလာရင်အရေးပေးချင်ကြတာတဘာဝပဲ။ဒါပေမဲ့ဒါတွေရှိလို့အရေးပေးခံရတာတက်ရိုးသားကြိုးစားအကျင့်ကောင်းလို့အရေးပေးခံရတာမျိုးကပိုပြီးတန်ဖိုးရှိတယ်။ ိုပြီးလိပ်ပြတ်တဲ့ဂုံတွေထဲမှာတီလာဂုံတမာတိဂုံပညာဂုံတွေကတော့အကောင်ဆုံးပဲငွေရှိလို့အရေးပေးတာဟာငွေမရှိရင်အရေးမပေးတော့ဘူးဓာတုပါဝါရှိလို့အရေးပေးတာကအဲ့ဒါတွေမရှိရင်အရေးမပေးတော့ဘူးဒါကြောင့်သူများနဲ့ရှင်အရာသွင်းမခံရလို့အရေးပြီးမခံရလို့စိတ်မပြန်နဲ့စိတ်တက်မကြနဲ့တည်တင်ကအရှိတရားတွေကြောင့်တည်တင်ကအရာရောက်နေအခိုက်အတန့် အရေးပေးခံရနေတာထက်ဆိုင်ကိုကိုကိုလိပ်ပြတန့်ပြီးကိုကိုချင်းတရားနဲ့ကို အရာရောက်နေရင်ဘသူအရေးပေးပေးမပေးပေးကိုအတွက်ကတော့အေးစီပါပဲလေစက်သိမ့်ပိုင်းကိုဆက်လက်ဆောင်မျိုးနှာစင်ပေးကြပါဦးခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနှာစင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။